တနိုင်ကံလုံးအတိုင်းတာနဲ့ရွေးကောက်ပွဲကိုပြုလုပ်နိုင်တော့မှမဟုတ်ဘူးလို့မဲအောင်လိုင်းမှဝန်ခံပြောဆိုလာချိန်မှာပဲပြည်သူတော်လိုင်းတပ်ဖွဲ့တွေကရခိုင်ပြည်နယ်နဲ့မကွေးတိုင်းနယ်စပ်အနီးမှာရှိတဲ့အမြင့်ပေ9000မှာတည်ရှိတဲ့နေအကံပြွာကုန်းကိုသိမ်းယူနိုင်လိုက်တာကြောင့်ဆေးဥစုရဲ့မကွေးတိုင်းအတွင်းထိုးဖောက်ဝင်ရောက်ရန်နဲ့ထောက်ပို့လမ်းကြောင်းတွေကိုပိတ်ဆို့ဟန်တားနိုင်ခဲ့ပြီဖြစ်ပါတယ်။တိုင်ဖွဲ့တွေကဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးအာရခတပ်တော်ဦးစီးတဲ့ပူပေါင်းတပ်တွေက မဖဲမြို့နယ်အတွင်းမှာရှိတဲ့ရန်သူရဲ့ကာကဲစခန်းအလုံးကိုခြေမုံးနိုင်လိုက်တာကြောင့်တပတ်အကြာမှာပဲယခုလိုသိမ်းယူနိုင်ခဲ့ခြင်းလည်းဖြစ်တယ်လို့မြန်မာနောင်သတင်းမှာဖော်ပြထားပါတယ်။စစ်ကောင်စီဘက်ကနေအီကနဲ့သုံးမိုင်ခန့်ဝေးတဲ့ပစည်းကြီးဝဘက်ကိုစစ်ကူများဆီလွတ်နေပြီးဒေါ်လန်အေးပူပေါင်းတပ်တွေဘက်ကလည်းစစ်တဲ့အခိုင်မှာခန့်စစ်ယူထားတဲ့ဂုံကြီးရွာနီးရှိစခန်းကိုလည်းဆက်လက်တိုက်ခိုက်လျက်ရှိပါတယ်။စစ်တဲ့ဘက်ကလက်နက်ကြီးများ၄ချောင်းများနဲ့ပြင်းထန်ခုခံနေတဲ့အကြောင်းမှာဒေါ်လိုင်းပူပေါင်းတပ်တွေဟာ ပစီမျော်စင်တဲ့ဂုံကြီးရှိကာကင်းစခန်းများကိုသိမ်းယူနိုင်ခဲ့ခြင်းကြောင့်စစ်အုပ်စုရဲ့အရေးပါဆုံးထောက်ပို့လမ်းကြောင်းများလည်းပြိုလဲသွားခဲ့ရပါတယ်။နေကန်ဂျွာကုန်းရှိ60ရာနှုန်းကျော်ကိုသိမ်းပိုက်ထားပြီးကစင်ကလေးဆုတ်ခွာထွက်ပြေးနေတဲ့ရန်သူတပ်တွေကိုလိုက်လံချေမှုန်းလျက်ရှိသလိုစစ်အုပ်စုရဲ့လေယာဉ်များကလည်းအဆက်မပြတ်ပုံကျဲတိုက်ခိုက်လျက်ရှိပါတယ်။နေကန်တောင်စခန်းဟောင်းတော်လိုင်းတပ်ပေါင်းစုများမကွေးတိုင်းအတွင်းကိုထိုးဖောက်နိုင်ရေးကိုအဓိကအဟံအတားဖြစ်နေတဲ့စခန်းလည်းဖြစ်ပါတယ်။မကွေးတိုင်းအတွင်းမှာတော့ အကြမ်းဖက်ဆဲအုပ်စုရဲ့တက်တွေကိုအ धिक ပံပိုးပေးနေတဲ့လက်နက်ဆက်ရုံအများအများတည်ရှိနေပါတယ်။ပြီးခဲ့တဲ့လအစောပိုင်းကစလို့ဆဲအုပ်စုက၎င်းတို့ဆုံးရှုံးသွားတဲ့နေမြေများပြန်လည်ရရှိဖို့အင်အား1400ခန့်နဲ့ငဖဲမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲများပြင်းထန်လာခဲ့ပါတယ်။အဆိုပါတိုက်ပွဲများအတွင်းမှာရန်သူတပ်များအကြအဆုံများပြပြီးကစင်ကလေးဖြစ်ကုန်ကြတယ်လို့အာရခတပ်တော်ကထုတ်ပြန်ထားပါတယ်။ရန်သူတပ်သားဒါဇင်ပေါင်းများစွာကိုလက်ရဖမ်းမိခဲ့ပြီး ထိုထဲကအများပြားမှာစစ်ထဲဆွဲသွင်းခံရတဲ့လူငယ်များဖြစ်နေပါတယ်။ဆေးဥစုဟာရခိုင်မကွေးအဆက်တစ်ဝိုက်ကိုအင်အားထောင်နဲ့ချီပြီးထိုးစစ်ဆင်ခဲ့ပို့တော်လဲအောင်မြင်မှုတော့မရရှိခဲ့ပါဘူး။နိုင်ငံကုန်းကို2025ဖေဖော်ဝါရီမှစပြီးထိုးစစ်ဆင်ခဲ့ပါတယ်။ဒီလိုနိုင်ငံတောင်လီချောင်းရံကာကွယ်စခန်းကိုသိမ်းပိုင်နိုင်ခဲ့မှုကြောင့်အမ်ဘရလန်ပသိမ်မုံရွာလမ်းတွေကိုထိမ့်ချုပ်ထားနိုင်ဖို့လမ်းပွင့်သွားခဲ့ပြီဖြစ်ပါတယ်။တပံဗရောင်းမြို့နယ်အတွင်းမှာရှိတဲ့ စေုပ်စုရဲ့666ပိုင်ခုံးကိုလည်းအာရကတတော်ကသိမ်းပိုက်နိုင်ခဲ့ပြန်ပါတယ်။ယခုအခါရန်သူအင်အား150မှ200အထိရှိနေတဲ့ခမောက်တောင်ကုန်းကိုဆက်လက်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။စေုပ်စုရဲ့ငြိမ်းချမ်းရေးဆိုတာက၎င်းတို့အားတောနံတိုက်ခိုက်နေသူတအူးတယောက်များမရှိတော့မှဖြစ်မယ်လို့ခံယူထားကြသူများလည်းဖြစ်ပါတယ်။ယခုအခါပြည်သူများကိုကြောခိုင်းကစစ်အာဏာရှင်များနဲ့လူပေါင်းမှပြီးအပြစ်ခတ်ရစေး NCA လက်မှတ်ရေးထိုးခဲ့ကြသူများကိုကြည်ကား ဆယ်နှစ်သာတိုင်လာတော့လဲ၎င်းတို့ရဲ့တောင်းဆိုချက်တွေကိုဘာတစ်ခုမှမဲမဲရရလိုက်ရောပေးခဲ့ခြင်းမရှိပဲဒုံရင်းဒုံရင်းသာဖြစ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။အီဂျီကိုမိန်မောနေကြအောင်မကောင်းအင်ဂျက်ချင်းအိုးမဲတုတ်ခုတ်ခိုင်းတာကိုပင်ပျော်ပျော်ကြီးပါဝင်နေကြပြန်ပါတယ်။အချို့ကလည်းမြန်မာစစ်တပ်ကိုကြောက်ရွံ့စိတ်များကြောင့်လက်တွဲနေကြခြင်းဖြစ်တာကြောင့်၎င်းတို့ရဲ့စေစားခိုင်းစင်မှုများကိုမလွန်ဆန်ရဲအောင်ဖြစ်နေပါတယ်။အာရမဝါဒီများမြန်မာမျိုးပေါ်မှာအပြီးပိုင်ကွဲပြောင်းသွားတဲ့နေ့ရောက်လျင် မိမိတို့ပြည်သူများမြင်မြထီပျော်ရွှင်ကြမလဲဆိုတဲ့စိတ်ကိုနှလုံးသွင်းနိုင်ကလောလောဆယ်မပြေလည်မှုတွေကိုခက်တက်ခနာမေးထားနိုင်ကြပြီးတော်လန်ရေးကြီးအမြန်အောင်မြင်မှဖြစ်မယ်ဆိုတဲ့ခံယူချက်များအလိုလိုပေါ်ပေါက်လာကြလိမ့်မယ်လို့ဆိုပါတယ်ပြည်သူတို့ရဲ့ခုခံတော်လန်စေမောက်ချအောင်ရမည် စစ်ကောင်စီကစစ်မှုထမ်းတင်တဲ့28ခုဖွင့်လှစ်ပြီးစစ်သားစုဆောင်ရေးကိုအရှိန်မြှင့်နေတဲ့အကြောင်းမှာပြည်သူစစ်မှုထမ်းဥပဒေနဲ့မတရားဖန်ဆီးစုဆောင်ထားတဲ့လူငယ်တွေကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်တဲ့အကြောင်း28ခုထိရှိလာပြီးစစ်မှုထမ်းတင်တဲ့အကြောင်းထပ်တိုးခွင့်လှစ်လေ့ကျင့်ပေးနေတယ်လို့ MDSI ကဒီကနေ့မှထုတ်ပြန်ထားပါတယ်မြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ထုတ်ပြန်ချက်မှာစစ်ကောင်စီတကစစ်မှုထမ်းတပ်သားများဒုံးမြေစုဆောင်ရရှိမှုအပေါ်မူတည်ပြီး အရန်တင်းနှန်းကြောင်းများအဖြစ်ခအကတာဂါအားနဲ့ရလတ59တို့မှာထတ်တိုးခွင့်နဲ့လေ့ကျင့်ပေးနေခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်စစ်မှုထမ်းအပစင်စက်ခွန်အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတကိုတမတော်တမ်းမြေလေ့ကျင့်ရေးအကြောင်းတတကဆက်တဲ့အရာကန်နဲ့အချက်ကြီးတင်းနှန်းကြောင်းရကတာနဲ့တမတော်ကွန်ပျူတာနဲ့နည်းပညာသိပ္ပံတကနာဘိုးတင်းနှန်းကြောင်းပါထူခြေလင်းအကူလက်နဲ့ကြည်တင်းနှန်းကြောင်းခအကတမတော်ကိုခံပညာနဲ့အားကစားသိပ္ပံတကအာနဲ့ အမှန်59ရေတက်လေ့ကျင့်ရေးတပ်တုံမှလက်ခံလေ့ကျင့်သင်တန်းပေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်စိုးမိုးထိန်းချုပ်မှုအကောင်နဲ့ရှမ်းပြည်နယ်၊ရန်ကုန်တိုင်း၊အေရဝတီတိုင်း၊မွန်ပြည်နယ်၊နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာစစ်သင်တန်းကျောင်း15ခုကပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေတဲ့ပင်မသင်တန်းကျောင်းနေရာများဖြစ်တယ်လို့ MDSI ကပြောပါတယ်။အလားတူစစ်အခြေခံလေ့ကျင့်ရေးတပ်များကပြည်သူ့စစ်မှုထမ်းသင်တန်းအပြင် အခြေခံတသောတဲ့တင်နန်းတွေကိုလည်းလက်ခံဖွင့်လင်းလေ့ကျင့်ပေးရရှိတယ်လို့ဆိုပါတယ်။တိုက်ပွဲများပြင်းထန်နေတဲ့တမိတ်ချင်းမြို့နယ်တက်ကစခါတနဲ့နဲ့တတကစသုံးရွှေဘိုခြေဆိုင်စခါတရှိကလေးတက်နေတတကစသုံးတို့မှာလုံချုံရဲ့ယာတင်နန်းပုံမှန်လက်ခံလေ့ကျင့်ပေးနိုင်ခြင်းမရှိဘဲရန်နာထားရတာကိုတွေ့ရှိရကြောင်းလည်း MPSN ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ယခုအော်တိုဘာလ10ရက်နေ့ထိစစ်မှုထမ်းအဖက်စင်စံကားကိုလေ့ကျင့်တင်နန်းဆင်ပေးထားပြီး အပတ်စဉ်၁၈အားမှကြာခင်ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်လှုပ်ဆောင်နေတယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတကစစ်မှုထမ်းတပ်သားများလက်စင်တတ်မှတ်အရေးအတွက်ကြော်လွန်ရရှိအောင်နီလန်းမျိုးစုံနဲ့ဖမ်းဆီးစုဆောင်းနေတယ်လို့အရှေ့ဟောမပြတ်လေးကျင့်တင်နန်းပေးနိုင်ဖို့အတွက်လည်းစစ်တင်နန်းကြောင်းများထပ်တိုးဖွင့်လှစ်ပြင်ဆင်လာခြင်းဖြစ်တယ်လို့ MDSI ကထုတ်ပြန်ပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာမကွေးတိုင်းငဖဲမြို့နယ်အတွင်းကနိုင်ငံလေချောင်းရံကာဝေးအထိုင်စခန်းက P18R Warning Radar အမျိုးအစားရေဒါကိုစစ်အုပ်စုတပ်ကဖြုတ်သိမ်းရွှေ့ပြောင်းထားတယ်လို့မြန်မာစစ်ဘေးအရာနဲ့လုံခြုံရေးဆိုင်ရာအဖွဲ့ဖြစ်တဲ့မြန်မာ Defense and Security Institute MDSI ကအောက်တိုဘာလ16ရက်ကထုတ်ပြန်လိုက်ပါတယ်။အာရကတတော်နဲ့ဒေါ်လိုင်းအင်အားစုတွေကနိုင်ငံစခန်းကိုသိမ်းပိုက်နိုင်ဖို့ဆက်လက်ထိုးစစ်ဆင်နေကြမှာပဲ။စစ်အုပ်စုကရေဒါကိုယခုနှစ်ဖေဖော်ဝါရီလမှာဖြုတ်သိမ်းခဲ့တာလို့ထုတ်ပြန်ကြမှာရေးသားထားပါတယ်။အဲဒီရေဒါဟာရခိုင်ပြည်နယ်အစပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့လေကြောင်းလှုပ်ရှားမှုတွေကိုစောင့်ကြည့်ထောက်လှမ်းနိုင်ဖို့အတွက်တက်ဆင်ထားတာဖြစ်ပြီးဂျော်ဒင်သတိပေးတဲ့ရေဒါစနစ်ဖြစ်တာကြောင့်အကွာအဝေးကီလိုမီတာ250အထိစောင့်ကြည့်ထောက်လှမ်းနိုင်တယ်လို့ဆိုပါတယ်။ယူမဘော်ကနိုင်ငံတောင်ထိပ်မှာစိုးထိုင်းစာမြင်မာတာကြောင့်ကာလကြာရှည်လာတာနဲ့အမျှရေဒါမပျက်စီးအောင်ကာကွယ်ဖို့အတွက်ကမ္ဘာလုံးပုံစံမြူကာစနစ်နဲ့ထားရှိခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒါပြင်နေကန်စကန်ကို ပြီးသက်သိမ်းယူနိုင်ဖို့လက်ကျန်စကန်တချို့ကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်း အာရကတတော် A ကအောက်တိုဘာလ16ရက်ကထုတ်ပြန်ထားပါတယ်။နိုင်ငံစခန်းကိုတိုက်ခတ်ရမှာစခန်းကောင်းကနေဖီယိုဖျက်ထွက်ပြေးသွားတဲ့စစ်အုပ်စုအဖွဲ့တွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေသလိုစခန်းကောင်းကနေထွက်ပြေးလာတဲ့လက်နက်ချအညံ့ခံသူတွေကိုလည်းစစ်တုံးပန်းဥပဒေနဲ့အညီစောင့်ရှောက်ထားတယ်လို့ဆိုပါတယ်။နိုင်ငံကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ဘာစီရွာလန်းအောင်နဲ့ဂုံကြီးရွာလန်းတဲ့ဘော်က လုံခြုံရေးအထက်ထက်ချထားတဲ့စစ်အုပ်စုရဲ့ကာကင်းစခန်းတွေကိုအော်တိုဘားလာအစောပိုင်းကလေးက အရကတရော်နဲ့ဒေါ်လာရင်းပူပေါင်းအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လန်ဟောင်းနဲ့လန်တက်ဘော်ကစေုပ်စုစခန်းတွေအားလုံးကိုသိမ်းပိုက်လိုက်တာဟာနိုင်ရီကန်လေကြောင်းရန်ကာကွယ်စခန်းကိုပါတဘာတိုင်းဝိုင်းပတ်ပိတ်ဆို့ထားနိုင်တဲ့အခြေအနေရောက်သွားသလိုစခန်းသိမ်းတိုက်ပွဲအတွက်ဒေါ်လာရင်းအင်အားစုတွေကဆက်လက်ထိုးစစ်ဆင်နေလို့တိုက်ပွဲပြင်းထန်နေစေ ဖြစ်တယ်လို့လည်းစီးရီးသတင်းမြစ်တူကဆိုပါတယ်။နိုင်ရီကန်စခန်းဟာအရကတရော်နဲ့ဒေါ်လာရင်းအင်အားစုတွေအတွက် မကွေးတိုင်းကိုထိုးစစ်ဆင်နိုင်ဖို့အကြီးဆုံးနဲ့စီရင်ရဗျူဟာအကြဆုံးဖြစ်တယ်လို့စစ်တီအင်အားတထောင်ဝင်းကျင်နဲ့ထိုင်ချထားတဲ့ရိုးမဘော်ကလေကြောင်းရန်ကာဝေးစခန်းကြီးဖြစ်တယ်လို့လည်းတော်လိုင်းအင်အားစုတွေကပြောဆိုထားပါတယ်။ဆဲအုစုဘက်ကလည်းနိုင်ငံစခန်းကိုလက်မလို့ရဖို့အတွက်လေကြောင်းထိုးစစ်တွေကိုပါအသုံးပြုနေပြီးနေညမွေဘုံကျက်ကခုခံကာကွယ်နေတယ်လို့သိရပါပါတယ်ခင်ဗျာ။